လုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးသွားတဲ့ရက်တွေကဘာစီလိုနာရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့မှသတင်းလေးတခုတက်တယ်ဒါကျွန်တော်တို့ဘာစီလိုနာဖန်တော်များတော့တွေ့ကြလိမ့်မယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိအသင်းရဲ့ပဲ့ကင်စင်နီးပြားကြီးဟန်စီပလစ်ကသူ့ရဲ့လာမယ့်ပွဲစဉ်တွေမှာကျွန်တော်တို့ဘာစီလိုနာရဲ့တိုက်စစ်ကိုနည်းနည်းလေးအပြောင်းလဲပြုလုပ်ဖို့အတွက်သူကအခုချိန်မှာတွေးထားတယ်အဓိကနံပါတ်9တိုက်စစ်မှုလီမိုရော့စကီကိုနားပေးမယ်ပြီးတော့မှဖာလန်တော်ရက်ကိုလည်းနားပေးမယ် ဒီ number 9တိုက်စစ်မှုအထောက်တိုက်စစ်နေရာမှာသူကကျွန်တော်တို့ရဲ့ marker rifle ထားကစားမယ်။ဒါပြောမယ်ဆိုကျွန်တော်တော်တော်လေးကြိုက်တာ။ကျွန်တော်ထားကစားချင်တာလည်းကြာပြီ။ဘာကြောင့်ဆို marker rifle ရဲ့ pay the speed တွေကကျွန်တော်အားလုံးသိတဲ့အတိုင်းပဲတကယ်ကိုအင်မတန်မှမိုက်တဲ့တကစားသမား။ကျွန်တော်ထားကစားချင်တဲ့ကစားသမားပေါ့နော်။ဒီချိန်မှာတော့သူကအဲ့လိုကစားမယ်လို့တွေးတယ်။ပြီးတော့မှကျွန်တော်တို့ဒီညာဘက်ခြမ်းညာဘက်ခြမ်းမှာကျတော့ကျွန်တော်တို့အတိတ်ကစားသမားဖြစ်တဲ့လူငယ်ကစားသမားလေးလာမင်းရမှာထားကစားမယ်။ရာမားရဲ့ rifle ရဲ့ ီးတော့မှဘယ်ဘက်ခြံကြတော့ကျွန်တော်တို့ရဲ့မစီမဖြစ်လို့လည်းပြောလို့ရတယ်အဓိကကစားသမားအရင်ကတကယ်ကိုခြေစွမ်းပြခဲ့တဲ့ကျွန်တော်ရဲ့ဒီပရာဇီကစားသမားလေးရာဖီညာဒါအားလုံးသိတယ်ရာဖီညာကတကယ်ကိုမိုက်တာသူကဒီတောင်မတိုက်စစ်ဆိုမဲ့လဲကွင်းလေတဲ့ဝင်ဒီအထဲကိုဆွဆွဝင်ပြီးတော့မှသုံးချသွားတယ်ဒီကိုးတွေတင်းသွားတယ်ဆိုတော့ကျွန်တော်မနစ်ကလုံးဝတွေ့တာတကယ်မိုက်တဲ့ကစားသမားသူတို့၃ယောက်တွေ့ဒါဘာစီနာဖာတော်တော်များလေးဒီတိုက်စစ်တွေကိုမြင်ကျင်ကြားလိမ့်မယ်ဒါကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်တော်တော်လေးမြင်ကျင်တဲ့တိုက်စစ်တွေဖြစ်တယ် ပြီးတော့မှသူတို့ရဲ့ဒီ rough ရဲ့အနောက်မှာနောက်ချန်တိုက်စစ်နံပါတ်10ရိုးမှပေါ့နော်ဒီညမှာကျတော့သူက farming lopat ကိုထားကစားမယ်ဒန်နီအိုမွန်အောက်လာပြီးတော့ပေါ့နော်ဒါတကယ်တမ်းလဲကျွန်တော်ပို့ပြီးတော့မှဒန်နီအိုမွန်ထပ်ဆိုင် farming lopat ကိုကြိုက်တယ်ကျွန်တော်ရဲ့ဟိုမနစ်ကဘီရိုဒီအဟောင်းထဲမှာစီလဲစီမှာကျွန်တော်ဖျက်ရင်ဖျက်တဲ့ထဲမှာပါသွားနိုင်တယ်အဲ့ဒီဘီရိုထဲမှာဆိုရင်ကျွန်တော်ထိပ်ပြောရသေးတယ်ဒီဒန်နီအိုမွန်နဲ့ပတ်သက်ပြီးတော့မှသူတို့စပြီးတော့ခေါ်တဲ့ချိန်ပေါ့နော်ကျွန်တော် farming lopat လေးစီတယ်ဆိုတော့အကြောင်းအရာနေစပြီးတော့ကျွန်တော်ပြောထားတဲ့ဘီရိုစီတယ် ဒါဘလို့လဲကျွန်တော်ရဲ့ဒီအစ်ဒီတည်းကကျွန်တော်ရိုက်တဲ့ color တွေဒီအစံတွေအနေထားမကောင်းလို့ကျွန်တော်ပြန်ဖြတ်လိုက်ရင်လည်းပါတယ်ပါရင်လည်းပါသွားနိုင်တယ်တွေ့ရင်လည်းကျွန်တော်ရဲ့ဒီတချို့ကျွန်တော်ရဲ့ mix တွေ acid တွေဆိုလည်းတွေ့ရင်တွေ့နိုင်လိမ့်မယ်ကျွန်တော်ပြောတာအမှုတွေတကယ်တမ်းကျတော့ကျွန်တော်က omo ထပ်ဆိုင် formula ပတ်ပဲကိုနည်းနည်းလေးပို့ပြီးတော့ကြိုက်တယ်ဒီကစားသမားကဒီ go ပဝင်ပတ်သက်မှုပိုင်းဒီ lucky တော်တော်လေးကောင်းတဲ့ကစားသမားနောက်ပြီးတော့မှတစ်ဖက်ကစားသမားတွေကိုဖိအားပေးတဲ့အနေထားမှာဆိုရင်ဒီ Rafinha တို့ Firmino ပတ်တို့ကြတော့တော်တော်လေးကိုမိုက်တာတကယ်ကိုဖိအားပေးနိုင်တာ အခုသူတို့မစီးတဲ့ပွဲအဖြစ်ရလက်တွေကကျွန်တော်တို့ပြီးသွားတဲ့ပွဲတွေမှာတွေးခွင့်ရခဲ့တယ်။အိုမိုကနည်းနည်းလေးပြော့တော့ဗောနော်။အိုမိုကသူမိုက်တာကခန်းစင်းနှစ်ထပ်ပိတ်တယ်ပိတ်ဆို့ပြီးကစားတဲ့ပွဲတွေဒီဖာမီလိုပတ်လုံးဝခြေစွမ်းမပြနိုင်တဲ့ပွဲတွေမှာဆိုအိုမိုကထင်ပေါ်တယ်။သူတို့နှစ်ယောက်ကလည်းနည်းနည်းလေးတယောက်နဲ့တယောက်တော့စတိုင်ချင်းမတူကြဘူး။ဒါကျွန်တော်ကြိုက်တဲ့၄ယောက်တွေဗောနော်။ဒီ၄ယောက်တွေကိုဟန်စီဗီလီယာထားကစားမယ်ဆိုပြီးတော့မှအခုကျွန်တော်တတိယတော်များမှာတတ်နေတယ်။ဒါကိုကျွန်တော်လည်းတွေ့တာတယ်။တွေ့ပြင်မဲ့ပုံမှန်ဆိုတော့ကျွန်တော်ဒီ Facebook ဘက်မှာလည်းကျွန်တော်တင်နေပါဆီယူနိုက်တက်ဘက်တဲ့တင်လေးတွေကျွန်တော်နည်းနည်းပါရေးဖြစ်တယ်တင်ဖြစ်တာပေါ့ ဒါပေမဲ့ဒီသတင်းကိုတွေးတော့ကျွန်တော်ရေးဖို့ကြတော့လဲကျွန်တော်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလောက်ဖို့စီနေတာနဲ့ကွက်တိဖြစ်သွားအောင်ဒီအတွက်ကြောင့်ကျွန်တော်တော့ရေးပြီးတော့မတည်ဖြစ်တော့ဘူးပေါ့နော်ဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ Facebook သုံးတဲ့လူများစီးခဲ့ရင်ပေါ့နော်ကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ AF About Football page လေးကိုလည်းဒီ follow and like လေးများလုပ်သွားပေးကြဖို့တော့ကျွန်တော်တောင်းဆိုလိုက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီ Facebook page လေးက follower တအားနေတယ်ကျွန်တော် view တော့နောက်ပိုင်းနည်းနည်းတက်လာတယ်ကျွန်တော်ပုံမှန်လေးနဲ့တင်ပါတယ်ဒါပေမဲ့ follower လုံးဝမတက်တဲ့အနေထားဖြစ်တယ် follower လေးနည်းနည်းတဲ့အတွက် ျွန်တော်ကိုလည်းကူညီတဲ့အနေနဲ့ပေါ့နော် follow လေးလုပ်သွားပေးကြဖို့တော့ကျွန်တော်တောင်းဆိုလိုက်တယ်ဒါနဲ့စကားမဆက်ပါဘူးနော်ဆိုတော့ကိစ္စပြန်ဆက်ရမယ်ဆိုရင်ဒီလျောက်တွေကို Hansi Village ကအသုံးပြုမယ်ဆိုတော့အခုသတင်းတော်များမှာတက်နေကြတယ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်ထပ်တစ်ခုကကျွန်တော်ပြီးခဲ့တဲ့ရက်တွေကပဲကျွန်တော်တွေ့ပါတယ်ပြီးမနေ့ကလည်းကျွန်တော်မမှန်ရဘူးကျွန်တော်တွေ့လိုက်တဲ့တစ်ခုကဒါနာမည်ကြီးပေးနေတော့မဟုတ်ဘူးနာမည် channel လည်းမဟုတ်ကျွန်တော်သွားတွေ့တာဒီနိုင်ငံခြား Barcelona fan group တွေမှာကျွန်တော်သွားတွေ့တာဒါကပါလေဆိုတော့သူတို့ရဲ့အကြိုက်ဆုံး၁၁ယောက်စီရင်သူတို့ပြတယ် ဒီစီကိုတွေ့ပြီးတော့ကျွန်တော်ဘယ်လိုလဲတော်တော်လေးအံ့ဩသွားတယ်ဗျ။ဘာကြောင့်လဲဆိုတော့လုံးဝကျွန်တော်ရဲ့စိတ်ကူးရင်၁၁ယောက်စီးရင်နဲ့ကွက်တိကြတယ်။လက်ရှိဘာစီလိုနာရဲ့စီးရင်ဆွဲလူစီးရင်ထဲမှာမှာကျွန်တော်ရဲ့အကြိုက်ဆုံး၁၁ယောက်ဒါကျွန်တော်ပြောမှဆိုကျွန်တော်တို့တင်ကလုံးဝအကောင်ကြီးရွေးချယ်လို့ရမယ့်အနေထားမရှိပေမဲ့လည်းဘယ်လိုမဆိုကြံဖန်ပြီးတော့ရွေးချယ်တယ်ကျွန်တော်ရဲ့၁၁ယောက်ပေါ့နော်စိတ်ကြိုက်၁၁ယောက်နဲ့သူတို့ရွေးထားတာနဲ့လုံးဝတနေရာမှမလို့လုံးဝကွက်တိဒါတော့တွေ့ပြီးတော့ကျွန်တော်ဗီဒီယိုလေးလုပ်ဖို့လဲနှုတ်ကစီးနေရဲ့ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့လုံးဝကျွန်တော်လက်ရှိ စီရင်ရဲ့၁၁ယောက်စီရင်ကျွန်တော်ကျွန်တော်ရဲ့အကြိုက်ဆုံး၁၁ယောက်စီရင်ကျွန်တော်လုပ်ပေးမယ်ဒါမိတ်ဆွေတို့နဲ့လည်းတူကောင်းလဲတူနိုင်လိမ့်မယ်မတူရင်လည်းနောက်ပိုင်းကျွန်တော်ကွန်မတ်တွေမှာထပ်ပြီးတော့ဆွေးနွေးကြရအောင်ပေါ့နော်နံပါတ်၁အနေနဲ့ကျွန်တော်ကိုသမားအနေစမယ်ဒါကတော့ကျွန်တော်ဘာစီလိုနာဖန်အားလုံးရဲ့ခန်းစားချက်တတူပဲတယောက်တွေပဲဆိုတော့ကျွန်တော်လုံးဝပြောရည်တယ်နံပါတ်၁ကျွန်တော်လက်စီတန်ရန်ရနေတဲ့ကျွန်တော်ရဲ့လူငယ်ကိုသမားလေးဖြစ်တဲ့ကစားသမားတက်ပေါ့နော်ဂျွမ်ဂါစီယာ ဒီကစားသမားဒါအားလုံးပါဆိုတော့ဖန်နေအကြိုက်ဆုံးဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်ရေးရေးပြောရတယ်ကိုသမားပြီးတော့မှကျွန်တော်ဒီညာဘက်ခြမ်းစိုက်ဘက်ခြမ်းမှာလို့ကြာတော့ရွေးချယ်စရာကျွန်တော်မှနှစ်ယောက်စီတယ်ခွန်တေးနဲ့အဲလီကာစီယာဒီနေရာမှာကျွန်တော်ကခွန်တေးကိုရွေးတယ်ပြီးတော့မှအထိုင်နှစ်ယောက်ကျွန်တော်ကူပါစီနဲ့ခရစ်စတယ်ဆင်ကိုရွေးမယ်ဒါကျွန်တော်ရဲ့အရင်ဗီဒီယိုတွေကြည့်တယ်မိတ်ဆွေတွေအားလုံးသိတယ်ကျွန်တော်ခရစ်စတယ်စင်ကြောင်းအမြဲတမ်းထည့်ပြောတယ်ဒီနေ့ရောက်တွေ့ကစားတယ်ကျွန်တော်တွေ့ကျင်တယ်ဒီနေ့ရောက်ကပုံစိတ်ချရတယ်ကျွန်တော်အမြဲပြောလေးရှိတယ်ဒါကျွန်တော်အကြိုက်ဆုံးပေါ့နော် တို့နှစ်ယောက်ယူမယ်ဘယ်ဘက်မှာကျွန်တော်ယူရှိတဲ့နှစ်ယောက်ပဲရှိပါတယ်ဘယ်တင်နဲ့ဂျွမ်မာတင်ဂျွမ်မာတင်ကတော့လုံးဝကျွန်တော်ပြောလေးရှိတယ်ဘာစီလိုနာနဲ့မကိုက်ညီသေးတဲ့ကစားသမားဘာစီလိုနာရဲ့လက်ဘဲကိုမရောက်သေးဘူးကစားဖို့ဒီတည်းမှာဘယ်တင်ကိုပဲကျွန်တော်ယူချင်မယ်၄ယောက်တွဲကျွန်တော်ဒီ၄ယောက်တွဲမှာဆိုရင်ခွန်ဒေးရဲ့ကူပါစီရဲ့ပစ္စတစ်ဆင်ရဲ့ဘယ်ဒီရဲ့ပြီးတော့ကျွန်တော်ကွင်းလေနှစ်ယောက်ဒါမဲ့ line ဒီ၄ယောက်တွဲကကျွန်တော်ဒီဘယ်လိုလဲ ဟိုင်လိုက်ကြီးကျတော့ကျွန်တော်အမြင့်ကြီးမကစားချင်းစေချင်ဘူးဒါဟန်စီဗီလစ်ကသူ့စတိုင်ပေါ့နော်ကျွန်တော်ရဲ့စိတ်ထဲမှာစီတာဟိုင်လိုက်လေးနည်းနည်းလေးချမယ်ကျွန်တော်ထိုင်ကစားသမားနေအောင်နည်းနည်းလေးအနောက်ဆုတ်တာမယ်အနေထားမျိုးကျွန်တော်လိုချင်တယ်ပြီးတော့မှကျွန်တော်ကွင်းလက်နှစ်ယောက်ကွင်းလက်နှစ်ယောက်မှာဆိုရင်ဒါအားလုံးကျွန်တော်မိတ်ဆွေတွေအားလုံးသိပြီးသားပဲအားလုံးလည်းရွေးချယ်မှာပဲဖရန်ကီဒီချောင်းနဲ့ပက်ထရီချွန်းချမ်စီတင်နှစ်ယောက်ပဲဒီနှစ်ယောက်ရွေးချယ်မယ်ပြီးတော့မှတိုက်စစ်လေးယောက်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်လာမရမရဲ့ဒီနောက်ချန်တိုက်စစ်နေရာမှာဖာမင်လိုပတ်ရဲ့ပြီးတော့မှတစ်ဖက်ကရာဖီညာ အထောက်မှာကျွန်တော်တို့မာဂရဖို့ဒါကကျွန်တော်ရဲ့လုံးဝဘာစီလိုနာရဲ့ဒဏ်ရာတွေနဲ့ဒီစီရင်စွဲပြောမှဆိုကျွန်တော်ကြံဖန်ပြီးတော့အကောင်ဆုံးရွေးထုတ်တာတဲ့ကျွန်တော်စိတ်တိုင်ကြ၁၁ယောက်စီရင်လို့ကျွန်တော်ပြောချင်တယ်ဒီနေ့မှာကျွန်တော်လည်းဘယ်လိုလဲခန်စစ်တွေဆိုရင်တော့လိုတော့လိုချင်တာပေါ့နော်မိတ်ဆွေတို့အားလုံးသိတဲ့အတိုင်းပဲတချို့တင်းနေချင်းတမခန်စစ်တွေကကိုယ်တွေလုံးဝအားကျစီခြင်းစရာတွေမြဲဒီနေ့မှာကျွန်တော်အခုဒီနေ့ဆိုရင်ဒါပရီးမီးယားလိဂ်ပဲတော့ပါလို့ကြည့်ရမှာဆိုရင်ဒီအာဆင်နယ်အခုချိန်မှာနာမည်ကြီးတယ်ချန်ပီယံဖြစ်ဖို့အတွက်ရည်မှန်းစားတဲ့ channel တွေတော်များများလည်းတက်တယ် ဘာကြောင့်နမည်ကြီးလဲကြီးလဲကြီးရင်စရာပဲလေသူ့ရဲ့ဒီ cancel line ကိုလည်းကြည့်ပါဦးတကယ်ကိုစောင့်ရမိုက်တဲ့ line တစ်ဖက်မှာထင်ပါစီတဲ့ကျွန်တော်ဒီအထိုင်တစ်ယောက်မှာစလီပါနဲ့ဒီကပ်ပြီးရဘလောက်မိုက်တဲ့ကစားသမားလဲရက်မောင်းတွေကိုလုံးကိုပေါက်တွေလုံးနိုင်စွမ်းတဲ့တကယ်ကိုကျွန်တော်စိတ်တိုင်ကြတဲ့ကစားသမားလေပြီးတော့မှတစ်ဖက်ကကျွန်တော်ဒီဘယ်ဘက်ချမှာဆိုရင်လဲ color figure တွေလို့ရှိတယ်တကယ်ကိုမိုက်တယ်ကျွန်တော်ကြိုက်တယ်လုံးဝ cancel ကြီးကမကိုသမားလဲဆဲဒါကျွန်တော်အရင်နှစ်တည်းကလဲအဆင်နဲ့ကျောင်းနေကျွန်တော်ပြောဖြစ်တဲ့ချိန်မှာဒါတွေထည့်ပြောဖြစ်တယ်တကယ်ကိုမိုက်တဲ့ cancel line တွေ ီးတော့မှကျွန်တော် PSG တို့ PSG ဆိုလဲအားလုံးသိတဲ့အတိုင်းပဲသူရဲ့ဒီ AB RB နှစ်ဖက်မှာနေတယ်ကျွန်တော်တို့အားလုံးယူသွားနိုင်တယ်ဟာကီမီနဲ့နူနူမန်တပ်ပြန်စိတ်ကူးရင်ကစားသမားတွေဒါ PSG ကစားသမားတွေကကျွန်တော်လုံးဝဘယ်လိုမှမန်းလို့မရတဲ့ကစားသမားပြီးတော့မှပိုဆိုတာကကျွန်တော်သင်ရလဲအခုချိန်မှာအဲ့လိုကစားသမားတွေကိုလိုက်ကြည့်လို့မရဘူးကျွန်တော်တို့ရဲ့အမွဲတကအမွဲကောင်ဖွင့်မင်းကောင်အနေထားရောက်နေတယ်ဘလို့နီးနေမှကျွန်တော်တို့မှလည်းမျောလင်းလို့မရဘူးဒီတော့ လက်ရှိအသင်းမှာစီနေတဲ့ကစားသမားတွေကိုပဲကျွန်တော်ရဲ့စိတ်တန်းကြ၁၁ယောက်လေးကိုကျွန်တော်ရွေးချယ်ပြရလို့ဖြစ်တယ်။မိတ်ဆွေတို့အနေနဲ့ရောကျွန်တော်ရဲ့အကြိုက်နဲ့တူမှာဒီနေရာမှာကျွန်တော်ရဲ့ဒီ၁၁ယောက်စီနေမှာကျွန်တော်ရဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ဘေးနေရာတွေကိုပြင်ကျင်လဲဘေးကစားသမားတွေကိုထပ်ပြီးတော့မှဖြည့်ကျင်လဲပေါ့နော်။ဒါကျွန်တော်ကွန်မတ်လေးတွေမှာကျွန်တော်ဆွေးနွေးသွားကြရအောင်။ဒါတော့မှမဟုတ်ပါကျွန်တော်ရဲ့ဒီစိတ်တန်းကြ၁၁ယောက်စီလေးကိုခြားပြလိုက်တယ်ဖြစ်တယ်။ဒီ၁၁ယောက်ကတော့ဟန်စီဖိလစ်ကြိုက်ခြင်းမှလည်းကြိုက်မယ်။သုံးပြုခြင်းမှလည်းသုံးပြုမယ်။မိတ်ဆွေတို့ကြိုက်တွေ့မယ်ဆိုလဲကွန်မတ်လေးရေးသွားနိုင်တယ်။ ျေးဇူးသူတယောက်ချင်းစီတိုင်းကိုလည်းသူပဲကျေးဇူးတင်စီပါ